နှစ်ကောင်နဲ့ပြည့်တဲ့မြင်းပြိုင်ပွဲလိုဖြစ်ဖို့များသွားခဲ့တဲ့ Premier League ပွဲစဉ်14မင်္ဂလာပါဗျကိုခိန်းတဖုတ်ဘောရှူအနေကျွေးသွားရကျွန်တော်ကိုခန့်မှာပရီးမီးယားလိပွဲစဉ်14ရတော့ဒီညကစားမဲ့ United ဝက်ဆန်ပွဲတပွဲကြံသေးပေမဲ့ပွဲစဉ်အများစုကကစားပြီးသွားပြီဖြစ်တဲ့အတွက်ပွဲစဉ်14နဲ့ပတ်သက်တဲ့အဆိုးကောင်းအကျိုးကြောင်းမှန်သမျှကိုကျွန်တော်ပြန်လဲဆွေးနွေးကြည့်အောင် ပွဲစဉ်က14ပဲရှိသေးတယ်38ပွဲကစားရမှာအဲ့မဲ့ရုပ်လုံးပေါ်သွားပြီဗျကျွန်တော်ပြောတော့စောကောင်းစောလိမ့်မယ်ဒါမဲ့ကျွန်တော်တေချာပေါက်ပြောရတယ်အာစတန်နဲ့မက်ဆီဒီနှစ်သင်းကိုနောက်ကလိုက်မိမဲ့အသင်းတွေကသိပြီမလွယ်တော့အထူးသဖြင့်အာစနယ်ပေါ့ဒီအာဒီမှာသူတို့တိုက်တဲ့ racing ပြိုင်တာ400ဒီမြောက်ရောက်လာတဲ့အခြေအနေအရအတွေ့အကြုံပိုင်းအရောကစားသမားစုဖွဲ့မှုအရောအားအကောင်းဆုံးအခြေအနေဖြစ်နေတယ်တကယ်တမ်းလဲအာစတန်က ပမန်ကန်ကန်ပွဲစဉ်တစ်ပွဲကိုချင်းကပ်နိုင်တယ်နိုင်ပွဲတစ်ပွဲကိုလည်းမရမကရအောင်ဖော်ဆောင်တတ်တယ်အခုကြားရတဲ့မှာကစားတဲ့ပွဲတွေမှာအသင်းကြီးတွေနိုင်ပွဲရဖို့ဆိုတာတိတ်မလွယ်ဘူးဗျာဘယ်အသင်းယုံရလို့လဲမက်ဆီတီတောင်မှသူတပြန်ကိုတပြန်ကိုတွေတွင်းနေတဲ့ဖူလန်ကိုနိုင်သွားတာအာစတန်ကကြတော့1 C 2 C အတိုင်းပဲသူတို့ rhythm မှန်နေသင့်တော့အဲ့ဒါမာဂါယစ်နဲ့ဆလီဘာမပါဘူးနည်းနည်းစိုးရင်စရာရှိတဲ့အပိုင်းလေးတော့ပြောရင်တော့ရှိတာပေါ့ဗျာ declarize နည်းနည်းနာသွားတယ် mosquera နာသွားတယ်နောက်ပိုင်းဘယ်သူတွေကိုတုံးမလဲစသဖြင့်ပေါ့လေတွေ့မဲ့သူတို့တချို့ကစားသမားတွေမပါဘဲနဲ့ Bayern Munich တို့ Chelsea တို့ ਨੇ ရှင်ကစားလာတဲ့အပိုင်းမျိုးတွေရှိတယ်တော့အဲ့တို့ကြောင့်လက်ရှိချိန်မှာ Arsenal ကတော့14ဘွဲကစားပြီးနေပြီမဲ့အားကောင်းမောင်းတန်အဖြစ်ဆုံးလို့ပဲကျွန်တော်ယူဆတယ်ဆိုတော့လက်ရှိချိန်မှာ Man City ကလည်း Arsenal ရဲ့နောက်ကဖိအားကောင်းဆုံးပေးနိုင်နေပြီမဲ့ဒါကျွန်တော်တို့တိရတဲ့ Man City မဟုတ်သေးဘူးအဲ့လိုပြောရင် Man City fan တချို့ကတော့လက်ခံချင်မှလက်ခံလိမ့်မယ်ဒါပေမဲ့ ိုးရင်နှစ်တွေတုန်းကအာကောင်းမောင်းတဲ့အဖြစ်ဆုံးမန်စီးတီးပွဲတွေကိုနှစ်ဖူးတွေဒူးတွေမိခဲ့တဲ့စီးတီးဖန်တွေကတော့တိမာအဲ့တော့စီးတီးရရှယ်ကြီးတော့ချန်ပီယံလိရတဲ့နှစ်ပေါ့ဗျာထပါအခုစီးတီးရဂိုးတွေလိုက်လိုက်ပြန်ပြီးတော့ပေးနေရတဲ့အပိုင်းမျိုးလေးတွေရှိတယ်ဒါမဲ့လည်းပပ်ဂွာဒီယိုလာလိုနီးပြနီးပြဖြစ်နေတဲ့အတွက်ကြောင့်မန်စီးတီးကိုလည်းဒီတိုက်တယ်ရေးစင်းနေရာမှာထည့်ထားရမယ်အဲ့တော့ကျွန်တော်နောက်ထပ်အသင်းတွေနျူကာဆယ်တို့ချယ်လ်စီတို့အက်စတွန်ဗလာတို့ရှိပါတယ်ဒါမဲ့လည်း ယုံကြည်လို့မရဘူးလေဒီအသင်းတွေကနျူကာဆယ်ဆိုရင်လည်းတူတူတန်တန်တော့ရှင်ပြိုင်ကစားနိုင်တယ်သုံးပုံပုံနှစ်ပုံခွဲလောက်ထိတောက်လျှောက်ကစားကောင်းကောင်းနဲ့စော့လာပေမဲ့ယာတီသင်းရင်ကကြိုးကြောင်ဖြစ်တတ်တဲ့အသင်းမျိုးတွေမှာကာဆယ်ပါတယ်အဲ့တော့လေတကယ်အာဆင်နယ်တို့မန်စီးတီးတို့ဒုက္ခပေးနိုင်တဲ့အသင်းမျိုးကဘရူရှားသွားပြီနော်ကျွန်တော်ကအနည်းဆက်ဆုံးအာဆင်နယ်ကိုဒုက္ခပေးမဲ့အသင်းကိုလီဗာပူးကိုမှန်းထားတာလီဗာပူးကဒီနေ့ရာဒီမှာချန်ပီယံလိဝင်ခွင့်အတွက်ပဲမျှော်လင့်တာပိုပြီးကောင်းနိုင်မယ် လက်ရှိချိန်ဒီကိုဖောင်းအောင်မမှန်သေးဘူးမင်းညားလည်းလီဗာပူးတည်ကြသွားတယ်ဒါတော့မှ Florian Wiss တွင်ကိုနဲ့တည်ကြတာပေါ့ဆန်ဒလန်ရဲ့ကိုသွင်းခြင်းကိုအရင်ခံထားရတာโอเคအဲ့တော့ကျွန်တော်တို့ကန်ခဲ့တဲ့ပွဲစဉ်အခြေအနေနဲ့ပတ်သက်ပြီးပြန်ဆွေးနွေးကြည့်မယ်ဘုံမောက်နဲ့ evidence ပွဲမှာဘုံမောက်ကတော့ရှုံးကောင်းနေသေးပေါ့နော်ဝါဇီရိုနဲ့အင်ကွင်းကြီးမှာရှုံးနေခဲ့တယ်။အရာလောအနေနဲ့လည်းကောင်းလာပါကြီးရဲ့ဆိုပေမဲ့နိုင်ပွဲမရခဲ့တာ၅ပွဲဆက်ရှိသွားပြီ သူတို့နောက်ဆုံးနိုင်ခဲ့တဲ့ပွဲက Nottingham Forest ကို2-0နဲ့နိုင်ခဲ့တဲ့ပွဲအဲ့နောက်ပိုင်းမှာ Man City ကိုရှုံးတယ် Aston Villa ကိုရှုံးတယ် Watford ကိုတည်ကြတယ် Sunderland နဲ့ Everton ကိုထပ်ရှုံးတယ်ငါးပွဲမှာတပွဲပဲတည်ကြတယ်၄ပွဲတောင်ရှုံးထားတယ် Araola အနေနဲ့ PR တွေတော့များနေလောက်ပြီယာရုကထုတ်ပယ်တာမထုတ်ပယ်တာကိုပြောတာမဟုတ်ဘူးနိုင်ပွဲတပွဲရဖို့ကြိုးစားတဲ့ပိုင်းမှာ PR များနေပြီကိုပြောတာပါကျွန်တော်နောက်တပွဲကတော့ Fulham နဲ့ Man City Man City ကဒီလောက်ဂိုးပြက်ကြီး ဥဆောင်ထားနေပါလျက်နဲ့နောက်ထပ်သွင်းကို၃ကိုကိုခွင့်ပြုပေးခဲ့ရတာတော့ဒါနဲ့တော့ရုပ်ဆိုးတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့5-1ဆိုတဲ့ရလက်ကြီးကပွဲပြီးသွားပြီဗျာ။လွန်ကျော်သွင်းနိုင်ရင်5-2 5-3လောက်ပေါ့။ဒါပေမဲ့5-4လောက်ထိပြန်သွင်းတာကမက်ဆီရီရဲ့ consistent လိုအပ်ချက်ကြီးမားစွာမြင်ခဲ့ရတယ်။ဒါတော့မှဂိုးသမားဒိုနာရမဖန်နေလို့နော်။ဒီလိုမှမဟုတ်ရင်မက်ဆီရီအနေနဲ့ပေးကိုတွေကိုပွဲတိုင်းခွင့်ပြုရဖို့ရှိနေတယ်ဗျာ။ ကျွန်တော်နောက်ထပ်တပွဲကတော့ Newcastle နဲ့ Tottenham Hotspur ပွဲစဉ်ဖြစ်ပါတယ်။စပါးကလည်းရည်ကြီးနေတဲ့အချိန်မှာစိန့်ဂျိမ်းဘက်မှာတွားပြီးတည်တမက်ရအောင်နိုင်ခဲ့တာသူတို့အသင်းတို့ကမဆိုးလို့ပဲပြောရမှာဖြစ်ပါတယ်။နောက်ထပ်တပွဲကတော့ Arsenal နဲ့ Brentford ဒါကဒီနေ့မနက်ပိုင်းမှာကစားသွားခဲ့တဲ့ပွဲစဉ်တွေပေါ့။အထူးတလည်ပြောနေစရာတော့မလိုပါဘူး။ဒီပွဲနဲ့ပတ်သက်တဲ့ပွဲပြီးသုံးသက်ချက်တွေအကြိုက်ဆုံးကစားသမား9ယောက်တွေလည်းပြောပြီးသွားပြီးဖြစ်တဲ့အတွက်အတိတ်တော့ပဲ credit ပေးရမှာပေါ့နော်။ဒီပဲပါတယ်ဗျ။1-2ဒီပုံစံပုံဖော်ထားတာကစားသမားတွေကလည်းကောင်းသွား ါးနက်နေပြီအဲ့အတွက်ကြောင့်နီးပြပါးနက်မှုရဲ့နောက်ကွယ်မှာကစားသမားရဲ့လည်းပပနက်နက်နဲ့ပဲဒီအသေးရဲ့နိုင်ပွဲတွေကိုပုံဖော်နေတယ်လို့ကျွန်တော်ထင်ပါတယ်ဒီပုံစံလေးအတိုင်းပဲဆက်သွားနေမယ်ဆိုရင်ဘယ်ကစားသမားနာနာဘယ်ကစားသမား fitness ပြည့်ပြည့်မပြည့်ပြည့် Austin ကတော့ 1C 2C ကိုတောက်လျှောက်သွားနေအောင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ရာသီဝက် ချန်ပီယံဖြစ်သွားတဲ့အသင်းတသင်းကအသင်းတိုင်းရောရာသီသင်းရဲ့ချန်ပီယံလို့မပြောပါဘူးဒါပေမဲ့ရာသီသင်းရဲ့ချန်ပီယံဖြစ်ဖို့အတွက်အားကောင်းမောင်းတန်ဖြစ်သွားတဲ့အနေထား ဖြစ်ပါလိမ့်မယ်အဲ့တော့အာစတန်အသင်းယာတီဝက်ချန်ပီယံဖြစ်ဖို့အဓိကကြိုးစားရပါလိမ့်မယ်နောက်ထပ်တစ်ပွဲကတော့ Brighton နဲ့ Aston Villa ဂိုးတွေအပြိုင်ဆိုင်တွင်းနဲ့ Aston Villa နိုင်ပွဲရခဲ့တယ်ပေါ့လေအဲ့တော့ Aston Villa ကိုလည်းကျွန်တော်ချီးကျူးရမယ်ငုတ်ကောင်ပုံစံမျိုးနဲ့ Aston Villa ဒီနေ့ရာသီမှာတော်တော်လေးကျန်းနေတယ်အဲ့တော့ Aston Villa ရဲ့အခုနိုင်ပွဲကနောက်ဆုံး6ပွဲဆက်အနိုင်ဖြစ်ပါတယ် Maccabi David ကိုယူရိုပါလိမှာနိုင်တယ်ဘုံမောက်ကိုနိုင်တယ်လီးစ်ကိုနိုင်တယ်ရန်ပွိုင်းကိုနိုင်တယ် Wolf နဲ့အခုနောက်ဆုံး Brighton ကိုနိုင်တဲ့အတွက်ကြောင့် Aston Villa ကတော့လူပါအသင်းလိုပဲပြောရမယ်ပေါ့နော်နိုင်တဲ့နိုင်ထိုက်တဲ့ဘွဲတွေရမှတ်စုဆောင်ရမယ့်ဘွဲတွေမှာရအောင်စုဆောင်နိုင်ခဲ့ပါတယ်အဲ့အတွက်ကြောင့် MBS ရဲ့အဆင့်နှစ်နေရာအထိတက်လန်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်နောက်တစ်ဘွဲကတော့ Burnley နဲ့ Palace ရှုံးကောင်းနေသေးဘန်လီပေါ့နော်အဲ့တော့ပဲလီစ်ကတော့မန်ယူနိုက်တက်ကိုရှုံးခဲ့တဲ့ပွဲစဉ်အတွက်ဒီပွဲစဉ်မှာအကောင်းဆုံးလက်စားခြေပြသွားတဲ့အနိုင်သုံးမှတ်ကိုအဝေးကွင်းမှာတက်ဖ်မိုးမှာရအောင်ယူပေးသွားခဲ့ပါတယ်အဲ့ ောက်တစ်ပွဲကတော့ Wolf နဲ့ Northern Forest ကျွန်တော်တို့မှန်းခဲ့တဲ့အတိုင်းပဲ Wolf ကတန်းစင်းမှု percentage ကများသွားပြီဗျ Northern Forest ကိုလည်းထပ်မံရှုံးနေခဲ့ပါတယ်နောက်တစ်ပွဲ Leeds United နဲ့ Chelsea skip လိုက်တော့မယ်စတာပါစိတ်ပျက်စရာကြီးပေါ့နော်ပြောမယ်ဆိုရင် Chelsea အနေနဲ့ Chelsea အနေနဲ့တဲ့စာရင်ဒီပြ Enzo Maresca လို့ပြောရမှာ Maresca အနေနဲ့အဲ့လိုအတားလေးနည်းနည်း short တင်တယ်ဗျလူတော်တယောက်ဖြစ်တယ်ဒါမှမဟုတ်လေအဲ့လိုအတ္တတွေကြီးတဲ့အပိုင်းတွေကနည်းနည်းထူသွားတယ်ပေါ့နော်ဒီပွဲစဉ်မှာ frame တွေလျှောက်ပြောင်းပြီးတော့ ကစားသမားပြောင်းတာတွေမဟုတ်ပဲမလုတ်တဲ့အမားပြင်းနေအများကြီးလုတ်ခဲ့တယ်အဲ့အတွက်ကြောင့်မဲဒီရှုံးပွဲကထိုက်တန်တဲ့အရှုံးလို့ပဲပြောရမှာပါလီးစ်ကိုတော့ဒါချီးကျူးရမှာပေါ့နော်ကျွန်တော်နောက်ထပ်တပွဲကလီဗာပူးနဲ့ဆန်ဒလန်ပွဲဗျအဆန်ဒလန်ကလည်းအသင်းကြီးတွေဆိုရင်အများနဲ့ဒုက္ခပေးလိပေးတာရှိတဲ့အစဉ်လာတိုင်းပဲဒီနေ့ပွဲစဉ်မှာလည်းလီဗာပူးတင်းကိုဒုက္ခပေးသွားတယ်လီဗာပူးကတော့အများနဲ့ဒုက္ခရောက်နေကြအတိုင်းပဲဒီပွဲစဉ်မှာလည်းဆက်လက်ဒုက္ခရောက်ခဲ့ပါတယ်ဇန်နဝါရီပြောင်းရွှေ့ကာလနောက်ပိုင်းမှာလိုအပ်တဲ့နေရာလူအင်အားဖြစ်တင်းမှု တချို့လုတ်ပြီးတော့လမ်းကြောင်းမှန်ပေါ်ရောက်ဖို့အတွက်တော့လီဗာပူးကိုမျှော်လင့်ပါတယ်ခင်ဗျာဆိုတော့အနည်းချက်ရမယ်ဆိုရင်ဒီတစ်ပတ်ဂျိုင်းတဲမှာကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်14ကတော့၃ပုံပုံ၂ပုံလောက်ပရိသတ်ကိုကျွန်တော်ရွေးချယ်ပေးတဲ့နေရာမှာပြန်ပြီးတော့အကျိုးပြုခဲ့ပါတယ်အဲ့ဒါလေးကိုတော့အနည်းငယ်ဝမ်းသာမိတယ်ပေါ့နော်ဒီခါလေးကျရင်ကိုနဲ့တကယ်မသက်ဆိုင်ဘူးဆိုရင်ပဲရွေးတဲ့ပွဲတွေကအမှားများရင်ကျွန်တော်လည်းမျက်နာပူလို့ပါအခုတော့ဘာပဲပြောမျက်နှာပန်းတော့ပွင့်ခဲ့တယ်ပေါ့နော် အခုလက်ရှိလောတဲ့အချိန်မှာအာဆင်နယ်ကအမပေးစရာရဲ့ထိပ်ဆုံးမှာရမှတ်33မှတ်နဲ့ ဒုတိယနေရာမန်စီးတီးကို9မှတ်ဖြတ်ပြီးတော့ဦးဆောင်နေတယ်။အက်စတွန်ဗလာရမှတ်28မှတ်နဲ့တတိယနေရာထိတက်လန်းနိုင်ခဲ့ပြီးတော့ချဲစီးတီးကတော့ရမှတ်24မှတ်နဲ့နံပါတ်4နေရာကိုပြန်လည်ပြုတ်ကျသွားခဲ့ပါတယ်။ဒီချိန်မှာနိုင်ပွဲလုံးဝမရှိတဲ့အသင်းကတော့ဝူဗန်တန်အသင်းတစ်သင်းပဲရှိတော့ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားကျင်ပါရခင်ဗျာ။